အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Facebook ကအသေးအလွေတကူဖွင့်နေကိုမျှဝေဖြစ်တော့မှာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်နဲ့တို့တစ်ခါဆုံးအောင်ဒီကြည်ပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကမိမိဖုန်းကမှာရှိတဲ့ Facebook ကိုတစ်ခါဖွင့်ပေးရပါမယ် ဖုန်းထဲမှာရှိတဲ့ Facebook ကိုတစ်ခါဖွင့်ပေးပါ ကျွန်တော်တို့ကအကောင့်အသေးဖွင့်မှာဖြစ်တဲ့အတွက်ဒီအဆောင်နာမှာရှိတဲ့ Creative New York ဆိုတဲ့နေရာလေးကိုနှိပ်ပေးရပါမယ်နောက်ထပ်တစ်ခါအပြာရောင်စာတန်းလေးကိုနှိပ်ပေးလိုက်ပါမယ်ဒီအဆင့်ကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကမိမိ Facebook အကောင့်မှာထားမယ်နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီနာမည်လေးကို ဒီညလေးမှာထည့်ပေးလိုက်ပါ။နာမည်နှလုံးဆိုလို့ရှိရင်ချင်းမှာတစ်လုံးထည့်နောက်မှာတစ်လုံးထည့်ပေးရပါမယ်။တကယ်လို့သုံးလုံးဖြစ်နေတယ်ဆိုလို့ရှိရင်ချင်းမှာနှလုံးထည့်ပြီးတော့နောက်မှာတစ်လုံးထည့်ပေးရမှာဖြစ်ပါတယ်။ okay နာမည်ထည့်ပြီးပြီဆိုလို့ရှိရင် next code ကိုထည့်နေပေးလိုက်ပါမယ်။ โอเคဒီညလေးမှာကိုရဲ့မွေးနေ့ကိုထိပ်ပေးရမှာဖြစ်ပါတယ်မွေးနေ့ကိုထိတဲ့နေရာမှာကျွန်တော်တို့ကအနည်းဆုံး6ချင်းတဲ့အထက်ကိုထိပ်ပေးရမှာ ဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင် ကိုရဲ့မွေးနေ့ကိုဒီညမှာ6ချင်းတဲ့အထက်ထိပ်ပေးလိုက်ပါမယ်မွေးနေ့ရေးပြီးပြီဆိုလို့ရှိရင်ဒီအောက်ဆုံးနားမှာရှိတဲ့ဆက်ကိုတစ်ခေါက်နှိပ်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီမွေးနေ့ကထိထားတာသိချပြီဆိုလို့ရှိရင် next ကိုတစ်ခေါက်ထပ်နှိပ်ပေးလိုက်ပါမယ် โอเคဒီလိုမျိုးအဆင်ရလာပြီဆိုလို့ရှိရင် ကျွန်တော်တို့က Facebook အကောင့်ကယောက်ျားတွေတဲ့လားမိန်းကလေးတွေတွေ့လားဆိုတာကိုရွေးချယ်ပြန်มาဖြစ်ပါတယ်ဒီအကောင့်ကမိန်းကလေးအတွက်ဆိုလို့ရှိရင်မိန်းကလေးကိုရွေးပြန်มาဖြစ်ပါတယ်ယောက်ျားလေးတွေအတွက်ဆိုလို့ရှိရင်ယောက်ျားလေးတွေအတွက်ရွေးချယ်ပြန်มาဖြစ်ပါတယ်ကျွန်တော်ကယောက်ျားလေးအတွက်ဖွင့်ထားတာမဟုတ်လို့ဒီဒီအလေးထဲမှာရှိတဲ့မင်းဆိုတဲ့နေရာလေးမှာအမှန်လေးတောက်လိုက်ပါမယ်ပြီးရင်တော့ next ကိုနှစ်ပြီးတော့ဆက်သွားလိုက်ပါမယ်။ Okay ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမိမိရဲ့ Facebook အကောင့်ကို ဖုန်းနံပါတ်နဲ့ဖွင့်ကျင်နေဆိုလို့ရှိရင်ဒီအပေါ်ဆုံးဘာထဲမှာဖုန်းနံပါတ်ထည့်ပြီးတော့ဆက်သွားလို့ရပါတယ်။ဒါမှမဟုတ်ဘူးမိမိရဲ့ Facebook အကောင့်ကို Gmail နဲ့ဖွင့်ကျင်နေဆိုလို့ရှိရင်ဒီအောက်ဆုံးမှာရှိတဲ့ single average email ဆိုတဲ့နေရာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာမှာ ကိုကြိုက်တဲ့အမျိုးအစားနဲ့ရွေးပြီးတော့ဖွင့်နိုင်ပါတယ်။ကျွန်တော်ကဒီနေ့မှာတော့ဂျီမင်းနဲ့ချိန်ပြီးတော့ဖွင့်ပြပေးတော့မှာဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့ဒီအောက်ဆုံးမှာရှိတဲ့ single app email ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါမယ်။ပြီးရင်တော့မိမိချိန်ကျင်တဲ့ Gmail ကိုဒီနေရာလေးမှာမှတ်မှတ်ကန်ကန်ထည့်ပေးရမှာဖြစ်ပါတယ်။မိမိရဲ့ Gmail ကိုမှတ်မှတ်ကန်ကန်ဒီနေရာလေးမှာထည့်ပေးပါ ဂျီမဲသေးပြီဆိုလို့ရှိရင် next ပေါ်တစ်ခါထပ်လိုက်ပေးလိုက်ပါမယ်။ Okay ပြီးရင်တော့ဒီညလေးမှာမိမိဂျီမဲရဲ့ password လေးကိုရေးထည့်ပေးရမှာဖြစ်ပါတယ်။မိမိဂျီမဲမှာအသုံးပြုထားတဲ့ password လေးကိုမှန်မှန်ကန်ကန်ရေးထည့်ပေးလိုက်ပါ။ password လေးရိုက်ထည့်ပြီးပြီဆိုလို့ရှိရင် next ကိုနှိပ်ပြီးတော့ set သွားလိုက်ပါမယ်။ โอเคဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ထိထားတဲ့ password ကိုတိုင်းချင်တယ်ဆိုလို့ရှိရင်ဒီမှာ content view ကိုနှိပ်ပြီးတော့တိုင်းဆဲလို့ရပါတယ်ကျွန်တော်က content view ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့မိမိပွင့်ထားတဲ့ password တွေကို Google က auto တိုင်းထားရဖြစ်ပါတယ်ပြီးရင်တော့ဒီအပြိုင်အောင်စာတမ်းလေးကိုဆက်နှိပ်ပေးလိုက်ပါမယ်โอเคဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီနေရာလေးမှာ ခုနက Facebook မှာထည့်ခဲ့တဲ့ Gmail ထည့်ကိုကောင်းနံပါတ်လေးပို့လာပါလိမ့်မယ်။အဲ့ဒီ Gmail ထည့်ကကောင်းနံပါတ်ကိုတော့ကြည့်ပြီးတော့ဒီနေရာလေးမှာမှတ်မိကန်ကန်ထည့်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လို့အဲ့ဒီ Gmail ထည့်ကို ကျွန်တော်တို့တစ်ခါတော့ကြည့်ပေးရမှာဖြစ်ပါတယ်။ဖုန်းရအလေမှာရှိတဲ့ Home key ကိုနှိပ်လိုက်ပါမယ်။ပြီးရင်တော့ Gmail ကိုတစ်ခါတော့သွားပါမယ်။ ဂျီမေးကစစချင်းဘာမှအသုံးမပြုရသေးဘူးဆိုလို့ရှိရင်ဒီလိုမျိုးပေါ်နေပါမယ်အဒီထင်းမှာမှာဒီအောင်းနာမှာရှိတဲ့ကိုအီကိုထက်တစ်ခေါက်နှက်လိုက်ပါမယ်ပြီးရင်တော့နောက်ထပ်တစ်ခေါက်ဒီအောင်းနာကစာတန်းလေးကိုထက်နှက်ပေးလိုက်ပါဒါဆိုရင်တော့ဂျီမေးကပွင့်တော့ပြီဖြစ်ပါတယ်အဒီထင်းမှာမှာ Facebook ကနေပြီးတော့ပို့လာတဲ့ကောင်းနာမည်ကိုကြည့်ရပါမယ်မပို့လာသေးဘူးဆိုရင်ထက်တစ်ခေါက်ဝင်ကြည့်ပါ ပြီးရင်တော့အပေါ်ကနေပြီးတော့အောက်ကိုလက်နဲ့တစ်ခါဆွေးချကြည့်ပါဒါဆိုရင်တော့ Facebook ကနေပြီးတော့ကောင်းနံပါတ်လေးဒီနေရာမှာ ပို့လာပေးပါပြီအဲ့ဒီကောင်းနံပါတ်လေးကိုတေချာလေးမှတ်ပြီးတော့ခုနက ကုတ်ထည့်တဲ့နေရာမှာတွားထည့်ပေးရမှာဖြစ်ပါတယ်ခုနကနေရာကိုထပ်တစ်ခါတော့လိုက်ပါမယ်ဒီဖက်ပေးနာမှာရှိတဲ့အမြင့်ဆုံးကြောင်းလေးကိုတစ်ခေါက်နှိပ်ပါမယ်ပြီးရင်တော့ Facebook ကိုထပ်တစ်ခေါက်ဝင်လိုက်ပါ ဒီနေရာလေးမှာ ခုနကကုန်းနံပါတ်လေးကိုမှန်မှန်ကန်ကန်ထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ next ကိုတစ်ခေါက်နှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့မိမိရဲ့ Facebook အကောင့်မှာ profile ထည့်တဲ့အဆင့်ကို ရောက်လာပါပြီနော်။ဒီလိုမျိုးရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမိမိရဲ့အကောင့်မှာဓာတ်ပုံတွေမဖြစ်မနေထည့်ပေးရမှာဖြစ်ပါတယ်။ဒီလိုမျိုးဓာတ်ပုံတွေမထည့်ဘူးဆိုလို့ရှိရင် Facebook ကဖွင့်ပြီးတာနဲ့တန်းပြီးတော့လောကျတတ်ပါတယ်။အဲဒါကြောင့်မို့လို့မဖြစ်မနေ တဲ့ပုံထိပ်ပေးရမှာဖြစ်ပါတယ်။ပုံမှန်ရှိတဲ့အဲ့ဒီပီချာကိုတစ်ခေါက်နှိပ်လိုက်ပါမယ်။ပြီးရင်တော့အလွန်အဆက်ကိုထပ်တစ်ခေါက်နှိပ်ပေးလိုက်ပါ။နောက်ထပ်တစ်ခေါက်အလွန်ကိုနှိပ်ပေးလိုက်ပါ။ပြီးရင်တော့ဒီညာလေးမှာအလွန်အဆိုတဲ့နေရာလေးကိုထပ်တစ်ခေါက်နှိပ်ပေးလိုက်ပါမယ်။ပြီးရင်တော့မိမိထည့်ကျင်တဲ့ပုံလေးတစ်ပုံကိုရွေးပြီးတော့ထည့်ပေးလိုက်ပါမယ်။ ဒီအောင်နာမှာရှိတဲ့အပြာဝန်စာတမ်းလေးကိုတစ်ခေါက်နှိပ်ပေးလိုက်ပါမယ်။ကဲဒါဆိုရင်တော့မိမိရဲ့ Facebook account ကဝင်တော့ပြီပဲဖြစ်ပါတယ်။ဒီနေရာလေးမှာ friend တွေရှာတာတို့ account add တာတို့အစီအပြင်အောင်အတွက်တမ်းမြအောင်ကိုနှိပ်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ along ကိုထပ်တစ်ခေါက်နှိပ်ပေးပါ။ next ကိုနှိပ်ပြီးတော့ထပ်သွားလိုက်ပါမယ်။ဒီညလေးရောက်လာပြီဆိုလို့ရှိရင်မိမိရဲ့ဖုန်းနံပါတ်တွေကိုပေါင်းပြီးတော့ထည့်ထားလို့ရပါတယ်။ ကိုကမထိကျင်သေးဘူးနောက်မှထိကျင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ကျွန်တော်ကတော့စကိနဲ့ပဲသွားလိုက်ပါမယ်ပြီးရင်တော့ဒီနေရာလေးမှာအပေါ်မှာရှိတဲ့တောင်းနှင်အောင် notification ဆိုတဲ့နေရာလေးကိုနှိပ်ထားပေးလိုက်ပါမယ်အလောင်းကိုထပ်တစ်ခေါက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့မိမိရဲ့ Facebook account လေးကတော့ပွင့်သွားပါပြီဒါပေမဲ့မိမိရဲ့ account ထဲမှာ နောက်ထပ်လုတ်ဆရာလေးတွေတော့ပြီးတော့လုံရအောင်ပါဒီမှာအကောင့်ကတော့ဖွင့်သွားပြီး ပရိုဖိုင်လေးကိုထပ်တစ်ခါဝင်လိုက်ပါမယ်။ပြီးရင်တော့ဒီညလေးမှာ အကောင့် local ခိုင်းပါတယ်။ကျွန်တော်ကတော့အကောင့်လောမခက်တော့ပါဘူး။ skill ကိုပဲနှိပ်ပစ်လိုက်ပါမယ်။ဒီညလေးမှာမိမိနေထိုင်တဲ့မျိုးလေးကိုထည့်ပေးရပါမယ်။ကိုချိန်နေတဲ့ကိုချိန်တဲ့မျိုးလေးတစ်ခုကိုရွေးထည့်ပေးလိုက်ပါမယ်။မိမိနေထိုင်မျိုးလေးကိုရွေးထည့်ပေးပါအဲ့ဒီထက်မှမှာကိုကြိုက်တဲ့နိုင်ငံလေးကိုရွေးပြီးတော့ထည့်လိုက်ပါမယ် ီခွဲဘေးနားမှာရှိတဲ့ saving ကိုထဲတစ်ကောင်လိုက်ပါမယ်ဒီနေရာလေးမှာမိမိတက်ခဲ့တဲ့ call light တို့အကြောင်းတို့ကိုရွေးထည့်ပေးရပါမယ် edit မှာလည်းကိုကြိုက်တဲ့နေရာလေးတစ်ခုကိုရွေးထည့်ပေးလိုက်ပါ saving ကိုထည့်လိုက်ပါမယ်ဒီနေရာမှာမိမိအလုပ်လုပ်တဲ့ company ကိုလည်းရွေးထည့်ပေးရမှာဖြစ်ပါတယ်ဒါကိုတော့ skin နဲ့ကြော်သွားလိုက်ပါမယ် ဒီနေရာမှာလဲကိုချက်နေတဲ့ single အဲ့ဒါလေး ကိုကိုချက်နေတဲ့လို့ရွေးထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ okay ပေးလိုက်မယ်။ဒီမျိုးအဆင်းရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမိမိရဲ့ profile နောက်မှာထားမယ်။ကာဘာဖိုတိုလေးကိုရွေးထည့်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာလဲကိုချက်တဲ့ပုံလေးတဲ့ပုံကိုရွေးထည့်ပေးလိုက်ရင်ရပါပြီ။ပြီးရင်တော့ saving ကိုနှိုက်လိုက်ရင်ရပါပြီ။နောက်တစ်ခါ next ကိုထပ်နှိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့မိမိရဲ့ Facebook account လည်းပွင့်သွားပြီပဲဖြစ်ပါတယ်။ကျွန်တော်တို့ကဒီနေရာမှာဒီလိုမျိုးအဆင့်တွေကိုကြော်သွားလို့ရှိရင် Facebook ကဖွင့်ပေးတာနဲ့ account တွေ log ချတတ်ပါတယ်။အဲဒါကြောင့်မို့လို့ ID အဆင့်လေးတွေကိုဖြည့်ထည့်ပြီးတော့ထည့်ပေးလိုက်ရင်မိမိရဲ့ account ကအမြဲတမ်းအသုံးလို့အဆင့်ပြေသွားမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။